ညလုံးမင်္ဂလာပါရှင်မြစုခင်မင်းရနေကြိုဆိုလိုက်ပါတယ်အမ်မြစုဒီနေ့ပြောချင်တာကတော့လေဒီ M7 Situ Evan လေးက26ရက်နေ့ဆိုလို့ရှိရင်ပြီးပြီဆိုတော့ Evan Situ ထဲမှာလဲချင်တာရှိရင်လဲထားလို့ရတယ်တကယ်လို့မှလဲချင်တာမရှိဘူးနောက် Evan ကိုဆက်ပြီးတော့မှဒီ jam pieces စလေးတွေကိုထပ်လဲမယ်ဆိုလို့ရှိရင်ပိုတန်တဲ့နီးလေးကိုပြပြချင်တာဖြစ်ပါတယ်။ဒါကတော့တိပိသားသူလည်းတိပိသားပါเนาะမသိတဲ့သူတွေလည်းသိအောင်လို့မျက်စုလို့တဲ့ပုံစံလေးကိုပြပြချင်တာပါ။ တော့ဒီမှာပေါ့နော်မျိုးစုတို့ဆရာစစ်တူအဘမှာဆိုလို့ရှိရင်ဂျမ်းအတုံးကြီးတစ်တုံးကိုဂျမ်းအသေးလေးပေါ့နော်အတုံးတသေးလေး90နဲ့ပြန်ပြီးတော့လဲရတယ်အဲ့ဒါကတော့လူတိုင်းသိပြီးသားပေါ့နော်ဒါလို့ရှိရင်နောက်တစ်ခုကျတော့နောက်လာမယ့် event မှာ pre order အနေနဲ့ဆိုလို့ရှိရင်လည်းဂျမ်းအတုံးကြီးတစ်တုံးကိုဂျမ်းအတုံးကြီးတစ်တုံးနဲ့လဲရတယ်သူကတော့၃ခုပဲလဲခွင့်ပေးတာ ောက်တစ်ခုကကျတော့အဲ့ jam အတုံးကြီးတုံးရဖို့အတွက်ကကျတော့ jam pieces လေးအသေးလေး၄ချိန်နဲ့ပဲလဲရတာအဲ့ဒါလည်းသူက၃ခုပဲလဲဝင်ပေးထားတယ်အဲ့တော့မြေစုတို့ကကို့မှာ jam ကမြေစုမှာဆိုခုနှစ်တုံးရှိတယ်ခုနှစ်တုံးဆိုရင်တော့တေချာပေါက်၆တုံးလုံးလဲပြရမှာပေါ့နော်တကယ်လို့7 6 2အပတ်မှာလိုချင်တာမရှိဘူးဆိုရင်ပေါ့လေမဟုတ်ဘူးကို့မှာ၃တုံးရှိရဒါမှမဟုတ်ရှင်၂တုံးရှိတယ်ဆိုလို့ရှိရင်ကကျတော့အတုံးကြီးနဲ့ဒါတိုင်းမလဲစေချင်ပါဘူးအတုံးကြီးကဘာလို့လဲဆိုတော့ 50ကိုတထုံအတုံးကြီးတထုံကိုတထုံဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်တန်ဘူးပေါ့နော်ဆိုတော့ now event အတွက်ကြိုပြီးတော့လဲခြင်းနေဆိုလို့ရှိရင် pieces 40နဲ့လဲပါ ဆိုတော့ pieces ရအောင်လို့မျိုးစုလို့က pieces တုံးတုံးနဲ့ဒါလင်းပြပေးမယ်ပေါ့နော်ဆိုတော့အဲအတုံးအကြီးအတုံးအကြီးရှိနေရဆိုလို့ရှိရင်အတုံးသေးကိုပြန်ပြီးတော့ချိန်လိုက်ပေါ့နော်အတုံးသေးရှိနေရဆိုရင်ကလည်းအတုံးသေး only လဲလိုက်ပေါ့အဲ့တော့မျိုးစုကကျတော့လောလောဆယ်မှာအတုံးကြီး5တုံးရှိနေတဲ့အတွက်ကြောင့်မို့လို့အတုံးသေးလေးနဲ့လဲပြချင်တဲ့အတွက်ကြောင့်မို့လို့အတုံးသေးလေးကိုပဲရေယူလိုက်မယ်ပေါ့နော် pieces တွေ၃ခုယူလိုက်မယ်အဲ့လိုရှိရင်မျိုးစုမှာ150ဖြစ်သွားပြီနော်အဲ့150ဆိုလို့ရှိရင်ပုံမှန်အတိုင်းအတုံးကြီးလင်းမယ်ဆိုလို့ရှိရင်150ဆိုရင် တုံတုံရမယ်ချက်မတုံတုံတုံဒါပေမဲ့မဟုတ်ဘဲနဲ့အဲ့လိုမျိုးတုံတုံမလဲဘဲနဲ့ပြည့်စက်ကြည့်ပဲလဲမယ်ဆိုရင်30ကို432 120ဆိုတော့30ပြည့်စက်30တောင်ပို့ပြီးမှထွက်လာသေးတယ်ဒါကတော့ကိုလေးအတွက်အမြတ်ဖြစ်တာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်မြို့စုကခုနကလေးကလေး150မှာ120ပဲတော့နော်120နဲ့300ရှူထားလိုက်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့တိုင်တယ်အားကြောင့်မလို့ပို့မှာကအတုံးကြီးရှိနေတော့မှအတုံးသေးလေးနဲ့ပြန်လဲပါအတုံးသေးလေးပြန်လဲပြီးတော့မှ နောက်ထပ်အတုံးကြီးကိုနောက် event အတွက်ပြန်ပြီးတော့ဆုစုသွားအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်